ါပါတယ်ခင်ဗျာเออสร้างเอาลงไปเลยโอเค တက်တာမိကထန်းဟုတ်ပါဘူးဗျာမင်္ဂလာပါခင်ဗျာအာဒီနေ့အဒီဘက်မှာပါတော့ခဲမှာလည်းအင်္ဂလိပ်ရှိတယ်ဒီနေ့ကစိတ်ရှိနေတာကတည်းကပြည့်စုံတာလည်းပတ်ပြီးတော့ဒီနေ့စာလည်းမာဒီနေ့ပါလိပြောနေတယ်ဟောကျွန်တော်ကဒီနေ့ဖွင့်ပြတာတော့ကျွန်တော်ရဲ့ဘဝမှာဒါဒီမန်းချစ်တစ်ခုပေါ့ကျွန်တော်တို့ကဒီပဒိန်1994 94လေး95ကလေးကကျွန်တော်ဒီပဒိန်လောက်လာတယ်လောက်လာတော့ရန်ကုန်မှာ 96 96ကိုရန်ကုန်ရောက်တယ်ရောက်တော့ကျွန်တော်တို့ကဟိုပြင်ရသင်ရတာပေါ့ဗျာပြင်ရသင်ရတယ်ဒါမဲ့ကျွန်တော်ကရေမှန်းချစ်ဘလို့ထားလဲဆိုတော့ကျွန်တော်တို့ကပြင်ရတစ်ခုကိုတက်အောင်သင်မယ်ပြီးရင်ကျွန်တော်ကကိုပိုင်လုပ်ငန်းလုပ်မယ်ကိုပိုင်ရွှေဆိုင် ကိုပိုင်ပရိန်လူအများကြီးနဲ့လုပ်ဖို့ရေရှိထားပြီးတော့ကျွန်တော်လှုပ်လာတယ်ဒါကြောင့်မို့လို့ရှိပြီးသားဒါကြောင့်မို့လို့ဒီနေ့ဒီဆိုင်လေးကိုကျွန်တော် ဖွင့်နေတယ်လို့ကျွန်တော်အယံဝမ်းသာပါတယ်။ဟုတ်ပါဘူး။ဒီကောင်းကလည်းပါပဲ။ဒီပရိမာတ်ကိုတော့ဒီချင်းဆဆိုပြတာဘယ်တော့မှမလုပ်ကြဘူး။တခြင်းစားဆိုတာကတော့2018စကောမှာတခြင်းစားဆိုတယ်2019မှာဝါဇုံဝန်နဲ့အချစ်ကျွန်းဒေစီထွက်တယ်ပထမဦးဆုံးပြီးပြီးတော့လေတိတ်မကြပါဘူးကိုဗစ်တိဖြစ်ပါညာဆိုတော့ဒီအနုမြင်ကလေးဟိုတမျိုးဖြစ်သွားတာပေါ့နော်ဘွေးတွေလေးသွားမဆိုရဘူးအဲ့လိုမျိုးတွေဖြစ်သွားတယ်ဒါထင်မှာတော့အဲနောက်စီးခွေလေးတွေဟိုဘောကိုယ့်ရဲ့မွေးထာနေ ကျွန်တော်ကိုယ်တိုင်ရေးရဲသရှင်တစီကောင်းတင်နေတယ်။ကိုယ်ရမွေးထားနေတစီထုတ်တယ်။ပြီးတော့ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်လောက်ကကျိုးသွေးရနှလုံးသားတစီကျွန်တော်ထုတ်ခဲ့ပါရတယ်။ဟုတ်။သရှင်တွေကတော်တော်များပါတယ်အပုပ်ရတရားကြလို့ရှိတယ်။ဟုတ်။အစ်ကလေးဆိုတော့အပြောင်းဖို့တည်းလေဆိုတော့အဲ့လိုဆိုရတယ်ကိုယ်တော်မတဲ့ချင်းအဖေလို့ပုံပြီးတော့ကြက်နေပါ့မို့ဆယ်ကောင်းတယ်။ဟုတ်တချင်းကတော့ကျွန်တော်ကတော့ ိုလွှမ်းမိုးတရှင်လို့တော့မဟုတ်ဘူးကြိုက်တယ်လူတွေများတော့ကြိုက်တယ်ဒါပေမဲ့ကိုလွှမ်းမိုးရဲ့တရှင်လေးတွေကိုဟိုကိုနဲ့လိုက်ဖက်မိထင်လို့ကျွန်တော်ဆိုတာပေါ့နော်အဲတရှင်ထင်းမှာဆိုလို့ရှိရင်မနှင်းစီအဲမငုံပါနဲ့မနှင်းစီအဲမောင်နေလောက်မလားအဲ့ဒါ၄ဆိုဖြစ်ပါတယ်မနှင်းစီကတော့အတိုင်းတာတစ်ခုထိကြောက်တယ်လို့ခံစားရပါတယ်ဆိုရင်တော့လည်းကြိုက်သွားတယ်ကိုဆိုရဲခါလည်းဘောကြတယ်ဆိုရဲလို့ပြောတယ်ဘောကြတာဟာဒါကျွန်တော်တို့ကတရှင်းတဲ့ဘောဆိုလိုက်ပြီးဆိုလိုက်ရှိရဲ့ ဟိုကိုခံစားဖို့တဲ့ပြိဿတွေကခံစားပြီးတော့ကျွန်တော်တို့တရှင်ကိုအသိမဲ့ပြုတ်လို့ရှိရင်ကျွန်တော်တို့အနုမြတ်သမားတွေမှာဝမ်းသာပိတိအရင်ဖြစ်ရပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့တရှင်တွေကိုနားစင်ခံစားပေးတဲ့ကျွန်တော်တို့ခြေရတဲ့ပြိဿတွေကိုလည်းကျွန်တော်အထူးတည်းစစ်စစ်တွေ့ရှင်းပါတယ်လို့ပြောရှင်းပါတယ်အဖေလေးစာဒီနေ့ပြလိုက်တဲ့စေချင်လာတဲ့ဆက်ပြီးဒီမှာလည်းပါတယ်ပြောပါလေးပြောပြရတယ်ကျွန်တော်ဒီစိန်ရွှေနာဆိုင်တဲ့ဆက်ပိုင်းလုပ်ငန်းဆိုတော့ကျွန်တော်တို့ဒီဟောင်ကောင်စက်တင်ပုံစံမျိုးမော်ဒယ်လေးရှိမယ် အဓိကရွှေပလက်တီနမ်ပြီးရယ်စိန်နဲ့ကြောင်းနဲ့လုပ်ထားတဲ့ပစ္စည်းဒီဇိုင်းတွေပစ္စည်းတွေအစုံကျွန်တော်ဆင်မရပါတယ်ကျွန်တော်ကိုကိုတိုင်ထုတ်လုပ်တဲ့ပစ္စည်းဖြစ်တဲ့တဲ့ကြောင့်ပုံပေါ်တိုင်းအကုန်လုံးဒီပြည်စင်းတဲ့ဘက်တွေကျွန်တော်တို့အာမခံပါတယ်နော်အယုတ်တွေကိုလည်းတက်တက်တာတာနဲ့ကျွန်တော်တို့ကြောင်းနေအောင်ကျွန်တော်တို့စ조사နေပါတယ်အဲ့တော့အထက်ဆိုတော့ဒီလိုမျိုးပေါ့အထက်ဆိုတော့ဥမာဆိုတော့တချို့ကြတော့ဒီစိန်တွေကြောက်တွေပေးတာရှိတယ်တချို့ကြတော့လေကျွန်တော်တို့ကို အပီးအပ်တာရှိတာပေါ့နော်ကျွန်တော်ဒီဆွဲသည့်ဇလုံးလုပ်ရှင်တယ်ဘယ်လောက်ဘယ်လောက်ကြာမလဲဒီပုံစံကြိုက်တယ်ဒီပုံစံလေးဆော့လို့ရှင်တယ်အဲ့လိုမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးပေးအပ်တာလေးလေးရှိတယ်အဲ့လိုမျိုးကြာတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ဟိုဝန်ဆောင်မှုပေးပြီးတော့အကောင်းဆုံးဖြစ်တဲ့ဒီစိန်တွေကြောက်တွေကိုရွေးယူပြီးတော့မှကျွန်တော်တို့ကဒါလေးကိုထုတ်လုပ်ပြီးတော့ customer လေးတွေကိုထည့်ပေးပါတယ် promotion စီကဘယ်ရည်ပြည်လား promotion ကတော့ကျွန်တော်ဒီမှာတပတ်တိတိဘလာမပါကန်ဆန်းမင်း ပစ္စည်းတခုဝေတာနဲ့ဘလာမပါကန်ဆိုင်မဲ့ကျွန်တော်တဆောင်ပေးပါတယ်ဒီဆောင်မှာပါရီလာဝင်လို့ရတယ်ဘသူတွေအတွက်အဓိကထားပြောဩတိတ်တဲ့လေးတော့ပါတယ်အပြင်ပြောင်းလာပြီးပြောမယ်ဒီမှာတော့ကျွန်တော်တို့ပစ္စည်းတွေကတော့အကုန်လုံးအစုံဝေလို့ရတယ်ချွေသားထေကျိုးလဲကောင်းနဲ့ဆွဲလဲဆူအခောက်ကြားသေးသေးလေးတွေရတယ် ဒီမှာပလက်တီနမ်နဲ့ပတ်သက်ပြီးတော့လည်းအဆုံရပါတယ်စိန်တွေကြောက်တဲ့နဲ့ပတ်သက်ပြီးတော့အဆုံရပါတယ်ကျွန်တော်တို့ဒါ အခုကျွန်တော်တို့ရောင်းနေဆိုတာနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့ရောင်းချမှာဖြစ်ပါတယ်။ဟိုဆိုင်လိုက်စာပြပြပြောလို့ဆိုတာဆိုင်လိုက်စာကတော့ကျွန်တော်တို့အမှတ်3မြောက်34မြင်းကြီးထံယူဇနာအိမ်ရာရေရာရှည်လန်းသေးရေရာရှည်ရက်ကွဲဗဟန်းမြို့နေရန်ကုန်ဖြစ်ပါတယ်ခင်ဗျာအိမ်ရောဆိုင်ရောတက်ဖို့လိုလားအိမ်ရောဆိုင်ရောအိမ်ကတော့နေတော်ဝန်လန်းအမှတ်108 130နေတော်ဝန်လန်းရေရာရှည်ရက်ကွဲရေရာရှည် ဗဟန်းမြို့နေဖြစ်ပါတယ်ဆက်သွယ်မဲ့ဖုန်းနံပါတ်39 9199 3999ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာအဲ့တော့ဟိုဒါကဆက်ရစားပြီးတော့ဘယ်လိုလဲဖွင့်လေရောက်တာဘယ်လိုစီးနေရှိနေလောက်ကပါနေထက်ချက်လဲဒါပြီးတော့ကျွန်တော်ကတော့ဒီလိုမျိုးစိုင်မျိုးတွေထပ်ဖို့ဖို့အစီအစဉ်ရှိပါတယ်ဒါကျွန်တော်တို့ကတော့ဒါအခုစဖွင့်တဲ့စိုင်လေးပေါ့နော်ဒီမက်ရှိကတော့နောက်ဒီလိုဆိုင်မျိုးတွေအများကြီးကျွန်တော်ဖွင့်ဖို့ရင်မက်ရှိထားပါတယ်အဲ့တော့အချင်းတွေရော လောက်ဒီဆက်ဆိုသွားမလဲဘာလို့ဆိုရတာရှိတယ်ဘာလို့ကြည့်လာတော့တချင်ရလို့ဆိုမှာပဲကျွန်တော်ကတော့ဘာဆိုတော့ကျွန်တော်အယံဝန္ဒနာပါတယ်ငယ်ကလေးကယူတော့ခတဲ့ဟာကျွန်တော်ကဘာလို့ပါတယ်ဘာလို့ဒီယူတော့တယ်လို့ပြောတာအာယူတော့တယ်ကျွန်တော်ကနေရာတိုင်းမှာတချင်းဆိုနေတာလမ်းလျှောက်လေးတချင်းဆိုတယ်အလုံးလုံးအနေနဲ့တချင်းဆိုတယ်အယံကိုဆိုတာအဲ့ဒါကြောင့်မို့လို့ကျွန်တော် အသက်ရှင်နေသမျှဆိုလို့ရတဲ့အတိုင်းဒါရှိတဲ့အထိကျွန်တော်တခြင်းတွေကိုဆိုမှာလို့ပြောချင်ပါတယ်ဆိုပေးပါမယ်လို့ပါခြင်းနဲ့လောက်တာလောလောလာအာလောလောလာလာတခြင်းတွေရှိတယ်တီးရမယ့်တခြင်းတွေလည်းရှိတယ်အတန်သွင်းရမယ့်တခြင်းတွေရှိပါတယ်တခြင်းအောင်ကျုတခြင်းလေးတွေများပါတယ်ပြန်ဆိုလေးကတပုဒ်စာနှစ်ပုဒ်စာပါမယ်ထွက်เสียရရှိပါသေးတယ်တခြင်း9ပုဒ်10ပုဒ်လောက်ရှိပါသေးတယ်ဟုတ်ဟင်းသစ္စာလည်းပြည့်ပြည့်တောင်းလာလည်းပြောပြတော့ဟင်းသစ္စာကတော့ခုနကကျွန်တော်ပြောသလိုဟင်းကကျွန်တော်ရဲ့သားအကြီးနာမည်ဟိတ်သက်ဆိုဒီကျွန်တော်ရဲ့ သားသမီးတွေထဲမှာအကြီးဆုံးသားကိုရှေ့ကယူလိုက်ပြီးတော့တစ္ဆာဆိုတာကတော့ကျွန်တော်တို့ကအလုပ်ကိုတစ္ဆာသမားတွေရှိရှိနေလုံးမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဟင်းတစ္ဆာဆိုပြီးထည့်လိုက်တာပါကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအပေါ်တစ်ခုယူလိုက်ဒီမဲ့တစ္စာ